ကန်းစနားကိုရောက်လာတဲ့အခါမှာတော့ငားတွေမဟုတ်ဘဲနဲ့ရေကတ္တာကြီးတစ်လုံးကိုတန်ကျိုးနဲ့ပတ်စီထားပြီးတော့ဒီရေကတ္တာအဖုံးချားကနေပြီးတော့မှပုပ်ပွားနန်းစော်နေတဲ့လက်တစ်ဖက်ထွက်နေတာကိုအားလုံးကမြင်တွေ့လိုက်ရတယ် အားလုံးပဲမင်္ဂလာပါခင်ဗျာခုကျွန်တော်ပြောပြမယ်မူကင်းဖျက်မှန်အကြောင်းအရာကတော့အတော်လေးပုံမှာတုံလုံးချောက်ချားစရာကောင်းတယ်မူကင်းဖျက်မှန်တကူလည်းဖြစ်ပါတယ်ခင်ဗျာထားတဲ့ငယ်စုဖန်ပူလီမျိုးနယ်တဲကမဲနာထာကျင်ဆိုတဲ့မြစ်မှာငါဖမ်းနေတဲ့ငါဖမ်းတမားနှစ်ယောက်ကြောင့်လူသက်မှုပေါပောက်ခဲ့တယ်ဖြစ်ရလေဖြစ်ပါတယ်ဖြစ်ပြခဲ့တာကတော့လွန်ခဲ့တဲ့9နှစ်စနစ်ဝန်းကျင်လောက်ကလည်းဖြစ်ပါတယ်ခင်ဗျာဖြစ်စဉ်အစားကိုပြောရမယ်ဆိုလို့ရှိရင်ဒီမဲနာထာကျင်ဆိုတဲ့မြစ်မှာကန်းဆွဲငါဖမ်းပိုက်ချတဲ့ငါဖမ်းတမားနှစ်ယောက်ရှိတယ် ဒီငါးဖက်သမားတယောက်အောင်ဆိုလို့ချင်းဒီပိုက်ကုံကိုဟိုဘက်ထိတ်တယောက်တစ်ဖက်ထိတ်တယောက်နေပြီးတော့ဒီကန်ဆက်ဘက်ကိုဆွဲတင်တဲ့ပုံစံမျိုးနဲ့ငါးဖက်တာပေါ့နော်ပုံမှန်ဆိုရင်သူတို့တစ်ယောက်ကဆွဲနိုင်နေကြပဲဒီပိုက်ကိုပြစ်ချင်တော့တနေ့မှာတော့နှစ်ယောက်သားဟိုဘက်ထိတ်တယောက်ဒီဘက်ထိတ်တယောက်ပိုက်ကိုခြေကန်ပိတ်ပြီးတော့ဆွဲတော့လေပိုက်ကသူတို့ရှိကိုပါမလာဘူးသူတို့ရဲ့စိတ်ထဲမှာလည်းငါးတွေအများကြီးပိုက်ထဲကိုလို့နေလို့သာဆွဲလို့မရတာထင်ပြီးတော့ပေါ့နော်ဒီအာရဝင်းသားနဲ့ဘေးနားမှာရှိတဲ့သူတွေကိုအကူအညီတောင်းပြီးတော့ပိုက်ကိုဆွဲတင်ခိုင်းတဲ့ကန်ဆက်ကို လိုနဲ့စွဲရင်းစွဲရင်းနဲ့ဒီကန်းစက်နားကိုရောက်လာတဲ့အခါမှာတော့ငားတွေမဟုတ်ဖဲနဲ့ရေခဲတစ်တာကြီးတစ်လုံးကိုတန်ကျိုးနဲ့ပတ်ထားပြီးတော့အဲဒီရေခဲတစ်တာရဲ့ဒီအဖုံးကြားကနေပြီးတော့မှပုပ်ပွနန်စော်နေတဲ့လက်တစ်ဖက်ထွက်နေတာကိုထိုင်လန်အော်ဖွေရသူလိုမြင်တွေ့လိုက်တယ်ပေါ့နော်ဒီအချိန်မှာပဲလူအုပ်ထဲကလူတွေထွက်ပြီးတဲ့သူကလည်းပြေးပေါ့နော်ဒါပေမဲ့ငားဖမ်းတဲ့ဒီဦးလေးကြီးနှစ်ယောက်ကတော့ဒီ အလောင်းတွေ့ရှိတာနဲ့ပတ်သက်ပြီးတော့စုဖန်ပူရီမြို့နယ်ရဲစခန်းကိုသွားရောက်ပြီးတော့အကြောင်းကြားလိုက်တယ်ဗျရဲတွေရောက်ရှိလာပြီးတော့ငါးဖန်သမားတွေတွေ့တယ်ရခဲတစ်တာကြီးကိုကုန်းပေါ်ကိုဆွဲတင်ပြီးတော့ဗောနော်တံကြိုးတွေကိုဖြီးပြီးတော့အဖုံးကိုဖြွင့်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အထက်မှာတွေ့လိုက်ရတာကတော့အမျိုးသမီးတစ်ယောက်နဲ့ကလေးငယ်နှစ်ယောက်ကိုမြင်တွေ့လိုက်ရတယ် အားလုံးရဲ့အထင်မှာတော့ရေကတိတာလဲမှာလူတွေအလောင်းရှိတယ်ဆိုတာကိုသိရဒါပေမဲ့တယောက်တည်းပဲထင်တာပေါ့နော်ရဲတွေရောက်လာပြီးတော့ဒီအလောင်းကိုတေးတေးကြာကြာအကင်ပြည့်စစ်စစ်ပြီးတော့ဖွင့်ကြည့်လိုက်တဲ့အချိန်ကျတော့အထင်မှာအမျိုးသမီးတယောက်နဲ့ကလေးနှစ်ယောက်ကိုတွေ့လိုက်တဲ့အခါမှာအားလုံးကတော်တော်လေးကိုမှအာအာတင့်သွားကြတာပေါ့နော်ရဲတွေကလည်းရုပ်အလောင်းတွေကိုစေးရုံကိုတည်ပြီးတော့ပေါ့နော်စစ်စစ်ကြက်တွေပါလေထုံးဆိုင်လိုက်ပဲပြုတ်လုလိုက်တယ်ဒီအချိန်မှာစစ်စစ်ကြက်အိမ်ထွက်လာတာကတော့တေဆုံးနေတဲ့အမျိုးသမီးရဲ့အမိကတော့ဖီဝီဖားလို့ခေါ်ပြီးတော့အသက်ကတော့30နဲ့တနှစ်ကလေးနှစ်ယောက်ရှိတယ်စင်ကယ်မားသားတယောက်ဖြစ်နေတယ်ဆိုတာကိုလည်းသိလိုက် ရတယ်ဗောနော်ကလေးနှစ်ယောက်ကတော့ယောက်ျားလေးနဲ့မိကလေးနာမည်တွေကိုတော့ပေါ်ပြထားတာမျိုးမရှိဘူးဗောနော်အသက်ကတော့ယောက်ျားလေးရဲ့အသက်ကတော့၅နှစ်ရှိပြီးတော့အငယ်ဆုံးသမီးလေးရဲ့အသက်ကတော့၃နှစ်ပဲရှိသေးတယ်ဗောနော်အတော်လေးကိုမှကလေးတွေကငငယ်လေးတွေလို့ပြောလို့ရတယ်ဗျအနားစရာတော့ကောင်းတယ်ဗောနော်ရဲတွေရဲ့လေးလာစုံစမ်းချက်အရာဆိုလို့ရှိရင်ဖီဝိဖာမှာအဖေရောမေရောရှိတယ်တမျိုးတည်းမှာပဲနေကြတယ်ဒါပေမဲ့ရက်ွက်တော်မတူဘူးဆိုတာကိုရဲတွေသိရတယ်ဗောနော်ရဲတွေကလည်းဒီအသေးဆုံးပါတဲ့တားမိတော်ရောက်နေပတ်သက်ပြီးတော့ကိုရေးရသွေးအချင်းချင်းကိုတော့အတိအကျတော့တိတိကျကျသိရပြီဗောနော်ဒါပေမဲ့ ဲ့ဘယ်သူဘဝတက်သွားတယ်ဆိုတာကိုဆက်လက်ပြီးတော့သိရှိရဖို့အတွက်ရဲတွေကရင်စုံဖေဝိဖာရဲ့အဖေအမေတွေစီကိုတွားရောက်ပြီးတော့မေးမြန်းမှုတွေလုပ်တယ်ပေါ့နော်ဖေဝိဖာရဲ့အဖေအမေတွေဒီအဖိုးတွေအဖွားတွေဒီပြောပြချက်အရာကတော့သူတို့ရဲ့တမီးလေးရာဆိုလို့ရှိရင်တဲ့အတော်လေးကိုမှတော်တယ်ပေါ့နော်စီဝါရေးမှလည်းပြီးတော့ဒီကလေးနှစ်ယောက်ကိုလည်းသူ့ရဲ့ယောက်ျားဆုံးပါပြီးနောက်ပိုင်းအားစလို့သူကပဲကလေးနှစ်ယောက်ကိုပြုစောက်စောက်တယ်တဲ့ သူယောက်ျားဖြစ်တဲ့သူကအငယ်ဆုံးသမီးလေးတစ်နှစ်ကျော်ကျော်လောက်မှအသေးကင်စာယောဂနဲ့ကွယ်လွန်သွားတယ်ပေါ့နော်အဲ့ချိန်ကစပြီးတော့ကလေးနှစ်ယောက်ကိုအဖိုးရိပိုင်းတဲ့ထဲမှာလည်းမထားပဲနဲ့အဲသူနဲ့ရေအိုးမကွာထားပြီးတော့ပြူးပြူးရှောက်ရှောက်တယ်ပေါ့နော်ပြီးတော့ပတ်ဆက်လည်းရှိတဲ့အခါကျတော့ဒီကြောင်းပိတ်ရက်နေဆိုလို့ရှိရင်ကလေးနှစ်ယောက်နဲ့ညအိမ်ညနေနေ့ရက်သုံးရက်လောက်ပေါ့နော်ကြာတဲ့အထိပေါ့သူတို့ခကြီးတွေထွက်တာမျိုးတွေရှိတယ်တဲ့အခုလည်းအဲ တို့ရဲ့အဖေမေတွေကတို့ရဲ့မြေးနဲ့သမီးဟာအိမ်မှာမရှိဘူးဆိုတာကိုသိတယ်အလဲသွားတယ်လို့ပဲတို့ထင်နေတာပေါ့နော်ဒါကြောင့်မလို့တို့ကလည်းအေးဆေးဆေးပဲနေနေတာတဲ့နောက်ဆုံးကမှရဲတွေကူးလို့လာပြောကမှတို့လည်းသိရတယ်ဆိုပြီးတော့ပြန်ပြောလိုက်တယ်ပေါ့နော်ဒါပေမဲ့ဘာကြောင့်မလို့သိရတယ်ဘလူဘဘာတက်တယ်ဆိုတာကိုလည်းဖေဝိဖာရဲ့အဖေတွေအမေတွေကမသိဘူးဆိုပြီးတော့ရဲတွေကိုပြောလိုက်တယ်ပေါ့နော်ဒါနဲ့ကရဲတွေကဆက်လက်ပြီးတော့ဖေဝိဖာရဲ့အိမ်ကိုသွားရောက်ပြီးတော့ဆက်ဆေးတယ်အဲ့ဒီခါမှာဘာတွေတွေးလိုက်ရလဲဆိုတော့ဒီဖေဝိဖာရဲ့ဒီအခန်းထဲမှာဆိုလို့ရှိရင်ပစ္စည်းတွေပွားလန်နေပြီးတော့ပေါ့နော် ပြီးတော့အိမ်မှာတက်ဆင်ထားတဲ့ CCTV အားလုံးကလည်းဖျက်ဆီးထားတာကိုတွေ့လိုက်ရတယ်။ဒါကြောင့်ရဲတွေကဒီလူသက်သမားဆိုလို့ရှိရင်အတွင်းလူပဲဖြစ်နိုင်တယ်ဆိုတာကိုရဲတွေကသတိထားမိတယ် အရာစစ်စစ် TV တွေကြည့်ပြန်တော့လေတလုံးမှကိုကြည့်လို့မရအောင်ဒီလူသက်သမားကလောက်သွားတဲ့အခါကြတော့ဗောနော်အဲရဲတွေကအင်းကြီးချင်းတွေကိုဆက်လက်ပြီးတော့မေးမြန်းမှုတွေလုပ်တယ်အင်းကြီးချင်းတွေရဲ့ပြောပြချက်အရာကတော့ဒီ PW pass စီဝါရီသမားတယောက်လည်းဖြစ်တဲ့အခါကြတော့ဗောနော်သူ့အိမ်ကိုလူဝင်လူထွက်တွေလည်းများတယ်ဗောနော်အဲ့ထဲမှာအင်းနာချင်းတွေတတိထားမိတာကတော့ဗောနော်အသက်20ကျော်ကျော်လောက်ရှိတယ်လေကောင်းလေးတယောက်ကတော့လေအမဲအဝင်ထွက်လောက်တာကိုလည်းတတိထားမိတယ်အဲ့ညာရောနှစ်ရောဗောနော်အဲ့လိုမျိုးပြောလိုက်တယ်ရဲတွေကဒီပတ်ဝန်းကျင်မှာတွေးစီရတဲ့ CCTV မှတ်တမ်းတွေအရာဗောနော်လူသက်သမားလို့ယူဆရတယ် တေရခံကိုရှာဖွေတဲ့အခါမှာလည်းရက်အချိန်တော်ကြာယူပြီးတော့မှရှာဖွေစုံစမ်းလိုက်ရတယ်တဲ့။ဘာကြောင့်လဲဆိုတော့ဒီစူဖန်ပူလီမျိုးနယ်တဲကလည်းမဟုတ်တဲ့အခါကြတော့ဗောနော်လူသက်သမားတခြားမျိုးနယ်ကဖြစ်နေတော့အတော်လေးကိုမှအချိန်ယူပြီးတော့စုံစမ်းရှာဖွေဖမ်းဆီးလိုက်ရတယ်တဲ့။နောက်ဆုံးမှတော့ဖမ်းမိသွားတာပေါ့ဗျာ။အဖမ်းမိတဲ့အခါမှာလည်းဒီတခိုးတွေလူသက်သမားတွေရဲ့ထုံးစံအတိုင်းဗောနော်သူတို့မခိုးဘူးမတက်ဘူးဆိုပြီးတော့အကြောက်အကန့်အစာပန်းမှာတော့ငင်းဆန်တယ်။နောက်ပိုင်းမှာတော့ရဲတွေကလည်းတပ်သိနေတဲ့ကွာအထောက်အထားအပြည့်စုံအချက်လက်ကိုချပြလိုက်တဲ့အခါမှာတော့လူသက်သမားကလည်းမငင်းတာတော့ပဲနဲ့အဲ့ဒီသားမေးတော့ရောက်ဖို့ ူတက်ပါတယ်ဆိုပြီးတော့ဝန်ခံလိုက်တယ်ပေါ့နော်လူသက်သမားရဲ့နာမည်ကတော့ကြံလို့ခေါ်ပြီးတော့အသက်ကတော့26နှစ်ပဲဖြစ်ပါတယ်ဘာကြောင့်တက်ရတာလဲဆိုပြီးတော့သူ့မိမြန်တဲ့အခါမှာဆိုရင်ဒီကြံရက်ဒီထွက်ဆိုချက်ကတော့သူနဲ့ဖေဝေးဖာနဲ့ကချစ်သူတွေဖြစ်နေတာတနည်းလောက်ရှိနေပြီတဲ့ချင်းချင်းပြောရမယ်ဆိုလို့ရှိရင်ပြောဗျာဒီလူသက်သမားကစင်ကယ်မသားဖြစ်တဲ့ဖေဝေးဖာကိုသူကချစ်လို့ကြိုက်လို့ချင်းကတ်တာမဟုတ်ဘူး ူငွေတွေမတ်ပြီးတော့ချစ်သူအဖြစ်နဲ့သူအနာကိုကတ်လာတာပေါ့နော်အရင်ဆုံးသူချစ်သူလေးဖြစ်တဲ့အချိန်မှာဖွေးဖာကိုစီဝိုင်းအင်းဒီလို့ပို့အတွက်ဘန်းဝင်သသိန်းလောက်ထုတ်ပေးပါဆိုပြီးတော့သူကသွားပြီးတော့အကူအညီတောင်းတယ်ဒီခါမှာလည်းဖွေးဖာချစ်တဲ့စိတ်နဲ့ပေါ့နော်သူ့မှာလည်းအားကိုမရှိတဲ့အခါကျတော့သူတကယ်ချစ်ပြီးတော့အဲ့ဒီလူသက်သမားကြံကိုဘန်းဝင်သသိန်းထုတ်ပေးလိုက်တယ်စီဝိုင်းလုံးမယ်ထင်တယ်ဒီကြံကစီဝိုင်းမလုံဖဲနဲ့ ဖေးရိုက်ကြက်တိုက်ပြလိုက်တာအလောင်းဝစားလုပ်လိုက်တာပတ်စက်တွေတတရာကုံသွားတယ်ကုံသွားတဲ့အပြင်တွေးနေပါထက်တင်နေပေါ့နော်နောက်ပိုင်းမှာအဖေးဝိဖာအဲ့တဲ့င်းကိုသူကရပါတယ်ရပါတဲ့အခါမှာအမှတယောက်သားစကားတွေများတယ်ပေါ့နော်ငါပေးတဲ့ပတ်စက်ကိုနေမလို့စီးပွားရေးမလုပ်ဖဲနဲ့အလောင်းဝစားကြီးလုပ်ပစ်တာလဲဆိုပြီးတော့အမှကြံတဲ့ဖေးဝိဖာနဲ့စကားတွေများကြတယ်အဲ့နောက်ပိုင်းကစားလို့ပေါ့နော်ဖေးဝိဖာကိုစီမှာသူပတ်စက်တောင်းမနာမှန်သမျှကိုဖေးဝိဖာကထုတ်မပေးဘူးတဲ့ထုတ်မပေးတော့ဖေးဝိဖာတို့သားမီးအလဲသွားနေတဲ့အချိန်မှာသူကအိမ်ကို ခိုးဝင်ပြီးတော့မိခင်တက်တာကိုသူဖွင့်ပြီးတော့ပတ်ဆက်ခိုးတယ်ပေါ့နော်အဲ့လိုခိုးနေတဲ့အချိန်မှာပဲဖြစ်ရှင်တော့ဖီဝီဖာလို့တာမီတော်ရောက်ပါတယ်အလဲကနေပြီးတော့အိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာပတ်ပင်တက်ပြီးတော့တိုးတယ်ကြံတဲ့အဲ့ခါမှာဖီဝီဖာနဲ့ကြံတဲ့လူသက်သမားနဲ့ဇကားတွေအခြေတည်များကြတယ်ပေါ့နော်ဒီအကြံပါကလည်းသူ့မှာဓမြောင်ရတဲ့အစင်းနဲ့ပါလာတယ်ပေါ့နော်အဲ့အချိန်မှာဖီဝီဖာကိုဓမြောင်နဲ့ထိုးလိုက်တယ်လေစိတ်မထိန်နိုင်ပဲနဲ့ပေါ့ဗျာဓမြောင်နဲ့ထိုးလိုက်တော့ဖီဝီဖာအဲ့ဉဏ်ပါတယ်ကွက်ချင်းပြီးတည်ဆောက်သွားတယ် လူကြီးနေရောင်အချင်းဖြစ်ပွားနေတာကိုလည်းကလေးနှစ်ယောက်ကလည်းမြင်တဲ့အခါမှာအဲ့ဒီလူသက်သက်မဒီကလေးနှစ်ယောက်ပါတွေ့ပြီးတော့တခြားလူတွေပြောလို့ရှိရင်သူတက်တာပေါ်သွားမှာသူစိုးရင်ပြီးတော့ပေါ့နော်အဲ့ဒီကလေးနှစ်ယောက်ကိုပါကျူပင်ခုတ်ကျူငုံမကြံဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ကလေးနှစ်ယောက်ကလည်းပဲညှက်တက်ပြီးတော့သူကအဲ့ဒီအိမ်မှာရှိတဲ့ရေကက်တက်တာလေးကိုထဲထဲပြီးတော့ရေကက်တက်တာအဖုံတန်ကျိုးနဲ့ပတ်ခတ်တော့ပိတ်ပြီးတော့ပေါ့နော်ကားပေါ်တင်ပြီးတော့ဒီမြစ်ထဲကိုသွားပြီးတော့အလောင်းကိုဖြောက်ပစ်တာဆိုပြီးတော့အဲ့လိုမျိုးဝေခံလိုက်တယ်ပေါ့နော်ဒီပြိုလေးကိုကြည့်ပြီးတော့စင်ကယ်မားသားတွေလည်း နောက်အိမ်အောင်ပြုမယ်ဆိုလို့ရှိရင်အထူးသတိထားဖို့လိုတယ်ပေါ့နော်ဒီကြာလေးလာဖို့လိုအပ်တယ်ကိုလက်ထပ်ပြီးတော့လက်ထပ်မဲ့အမျိုးသားဘောเนาะဟုတ်ကဲ့ပါနောက်ဆုံးမှာတော့ဒီလူသက်သမားကိုလည်းအဲထောင်တန်းတက်တက်တကြွချမှတ်လိုက်တယ်လို့သိရပါလေဗျာဘာကြောင့်လဲဆိုတော့ तू ကအလောင်းလေးဖြောက်တယ်เนาะအိမ်ထဲခိုးဝင်ပြီးတော့ ဖောက်တယ်လူလဲတတ်တယ်တတ်တော့မှအရွယ်မြောက်သေးတဲ့ကလေးနှစ်ယောက်နဲ့လူကြီးကိုပါတတ်ပြတယ်ဆိုတော့တော်ယူမှတော့ပြစ်မှုကြီးရပါတော့နောက်ဆုံးမှသူ့ကိုထောက်ပံ့တတ်တဲ့ကြောင့်ချမှတ်တဲ့လူသိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိအောင်နားဆင်ခံစားပေးကြတဲ့ကျေးဇူးတူတွေအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ